ါဆရာအခုနယူးယောက်မှာပေါ့နော်မြို့တော်ဝအသက်ကမန်တာနီဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့သိရပါတယ်ဒီပုဂ္ဂိုလ်ကဘာသာကြားတူပဲဖြစ်တယ်ဆိုတော့ထပ်မံသိရှိရပါတယ်ရှင်ဟုတ်ကဲ့ဒီကျောင်းသားလေးကိုလည်းရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမရီယန်ပြည်တော်စုမှာနယူးယောက်မြို့တော်ဝရွေးကောက်ပွဲဟာကျွန်တော်တို့အများပြည်သူစိတ်ဝင်စားတဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်အခုလက်ရှိနယူးယောက်မြို့တော်ဝဖြစ်ရွေးကောက်တင်မြှောက်ခံရသူကတော့အစ္စလာမ်ဘာသာဝင်မွတ်စလင်တူဖြစ်တဲ့မန်တာနီဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ် အသက်34နှစ်အရွယ်ညသားပဲရှိသေးပြီးတော့မှအမေရိကန်ပြည်အောင်စုရဲ့131ဦးမြောက်နယူးယောက်မြို့တော်မှာဖြစ်လာပြီဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ရခိုင်နှောင်းကအမေရိကန်ပြည်အောင်စုရဲ့နယူးယောက်မြို့ဟာကမ္ဘာ World Financial Center လို့တချို့ကတင်စားကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာအကြီးဆုံးသော stock တောင်းဝယ်ဌာနတွေရှိပါတယ်ရှိပြီးတော့ဒီမြို့ရဲ့မြို့တော်မှာ အမတန်အရေးကြီးပါတယ်။အဲဒီယာရုကိုရရှိတဲ့လူပုဂ္ဂိုလ်တွေကလည်းအရေးသေးတောက်တောင်းတဲ့လူတွေဖြစ်တဲ့အာယာရုဌာနအကြီးကြီးတွေချင်ပေါ်ကြော်သားသူတွေဖြစ်တယ်လို့လည်းကျွန်တော်တို့ရခိုင်ကလေ့လာသိရှိကြရပါတယ်။အခုတမူထူးခြားတာကတော့ကျွန်တော်တို့လက်ရှိသမရအမေရိကန်ပြည်တော်စုနဲ့ဆက်ဆံရေးနည်းနည်းအထင်ငေါ်လေးတွေကြောင်းတဲ့တယောက်စကားလေးတွေစတိုးရလေးတွေရှိပါတယ်။ရှိတော့ကျွန်တော်တို့မန်တန်မီနယူးယောက်မြို့တော်မှာပြိုင်ခင်ကလေးကွာ ညနေသမရအတော်နဲ့ trend နဲ့အခြေတင်လေးတွေစကားလေးတွေပေါ့လေကျွန်တော်တို့ပြောကြတာရှိပါတယ်အဲ့ဒီအထဲမှာပဲထူးခြားတာပါလဲဆိုတော့ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကပြောတယ် Mandani New York ဝန်ကြီးချုပ်ဖြစ်လို့ရှင်သူ New York ကိုလာတော့ဘူးလေအဲ့ဒါလေးပြောပါတယ်အဲပြောလိုက်တော့အခု Mandani ဝန်ကြီးချုပ်ဖြစ်လာပါပြီဖြစ်လာတော့ Netanyahu ကကုလသမဂ္ဂအစည်းအဝေးတွေတက်ဖို့အတွက် New York ကိုသွားမလားမသွားလားဆိုတာစိတ်ဝင်စားဖွယ်လေးကျွန်တော်တို့လေ့လာသိရပါတယ် ဒါတော့ဟာသအမြင်လေးပေါ့လေအဲ့တော့ပြည်တွင်းမှာတော့အာကျွန်တော်တို့ဒီနယူးယောက်မြို့သူမြို့သားတွေကနယူးယောက်မြို့မှာရှိတဲ့ခိုင်စေးတွေစားတော့ကုန်စင်တို့တွေကြာဆင်းတဲ့ဟာကိုဆောင်ရွက်ပေးမယ်အလေးထားဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက်မန္တန်နီကိုလူကြိုက်များပြီးတော့မှမပေးခဲ့တာဖြစ်ပါတယ်လက်တွေ့ကျွန်တော်တို့ထရောက်သွားဆောင်ရွက်နိုင်ခြင်းရှိမရှိလို့တော့ဆက်လက်လေ့လာကြမှာဖြစ်ပါတယ်အဲထူးခြားတဲ့ကတော့မန္တန်နီရဲ့အမျိုးသမီးဟာကျွန်တော်တို့စီးရီးယားနိုင်ငံအနယ်ဝင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတူဖြစ်ပြီးတော့ငယ်ရွယ်တဲ့ main ကလေးတူဖြစ်ပါတယ်မန္တာနီကတော့အခုအသက်ငယ်ဆုံးမြို့တော်ထဲမှာပါလာပါတယ်သူကလည်းဘဝပေါင်းစုံကိုကျွန်တော်တို့ကျင်လဲတစားပြီးတော့မှဖြတ်တန်းလာခဲ့ရတဲ့ပုံကူဖြစ်ပါတယ် rapper ဆိုတော့တရားနေနေလဲဆောင်းရက်ခက်ဘူးလေလို့လေလာသိရှိရပါတယ်ဒီနေ့ကျွန်တော်တို့ November 17ရက်နေ့မှာပေါ့ဟိုမှာ17ရက်နေ့မှာဒီမြို့တော်ဝန်ရဲ့ရုံးမှာပါဝင်တဲ့လူတွေ New York မြို့တော်ဝန် ရုံးမှာရှိမဲ့ဒုတိယမြို့တော်ဝန်ကြီးသူ့ရဲ့ရုံးဖွဲ့ရဲ့စည်ရင်းကိုကျွန်တော်တို့ထုတ်ပြန်ကြေညာလိုက်ပြီးတော့မှတာဝန်ကိုမကြခင်ထမ်းဆောင်သွားရမယ်လို့ကျွန်တော်တို့လေ့လာသိရှိရပါတယ်။တစ်ချိန်တည်းမှာပဲဘာတခုကလည်းအတိမပြည့်ဝသေးတဲ့သတင်းလေးထူရဘာသိရပြန်လဲဆိုတော့ဒါကလည်းကျွန်တော်တို့အတိမပြည့်နိုင်သေးပါဘူး။ဟောသတင်းတူသတင်းမှာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။မန္တန်နီဟာအမျိုးရောမျိုးတော်ဝင်ဖြစ်ရွေးကောက်တင်မြောက်ခံရဖို့အတွက်ဘာကအခုညီလေးရယူခဲ့တယ်ဆိုတော့ ဝေဖန်ပြောကြားမှုတွေလည်းရသိနေရပါတယ်။လက်ရှိအခြေအနေမှာတော့အာကျွန်တော်တို့ကဘာကွမ်းမှလေးလာလိုက်လို့ရှိရင်ဗြိတိန်နိုင်ငံမှာလည်းအထူးသောအရေးကြီးမျိုးတော်ပေမှာအစ္စလမ်ဘာသာဝင်တွေမျိုးတော်ဝင်တွေအကြီးအကဲတွေလွတ်တော်မှဖြစ်လာသလိုပဲအမေရိကန်ပြည်ထောင်စုမှာလည်းနယူးယောက်မှာကျွန်တော်တို့အစ္စလမ်ဘာသာဝင်တဦးမျိုးတော်ဝင်ဖြစ်လာတာဖြစ်တဲ့အတွက်တိုက်ဆိုင်မှုလားသဘာဝအတိုင်းပဲဖြစ်လာတာလားဆိုတာကိုတော့စိတ်ဝင်စားပွဲ လေလာမှာဖြစ်တော့တင်ဆက်ပါတယ်ဟုတ်ပါပါဆရာဆက်ဆက်မင်းဝန်နေနေပေါ့เนาะဒီနယူးယောက်မြို့မှာမြို့တော်ကဘာသာခြားတခုဖြစ်လာတယ်ပေါ့เนาะဒါအပြင်ကိုကဘာရဲရဲမှာဖြစ်နေတယ်ဒီဘာသာခြားတွေဖြစ်နေတယ်မတင်ငိမ်မှုတွေလည်းပတ်သက်ပြီးမြန်မာနိုင်ငံကရောဘယ်လိုမျိုးပြင်ဆင်မှုတွေဘယ်လိုမျိုးကာဝေမှုတွေပြုလုပ်ရမလဲဆိုတာလေးကိုဆွေးနွေးပြပါအောင်ဆရာဟုတ်ကဲ့အမတန်ကောင်းမွန်သင်ပြောတဲ့ဒီကုန်းလေးပါပဲကျွန်တော်တို့ကဘာပေါ်မှာရှိတဲ့လူသားများဟာမိမိတို့ တောက်ပင်ချုပ်ကြည့်တဲ့ဘာသာရည်ကိုဘာသာတရားတွေကိုကျွန်တော်တို့လွတ်လပ်စွာယုံကြည်ကိုးကွယ်မှရှိပါတယ်မြန်မာနိုင်ငံအတွင်းမှာပြည်ထောင်နေထိုင်ကြသောဘာသာအသီးသီးလူမျိုးတွေတွေနေရာနှံ့မှနေထိုင်နေကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံလူနိုင်ငံသားတွေရဲ့မှန်ကန်တဲ့သဘောထားဒီအောင်စုစိတ်ဓာတ်ကိုမြှူကြမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းမကြလေးမြာတော်တော်ကိုယ်စားလှယ်လောင်းတခုကိုဒီရင်သတင်းဌာနတွေမှာ အာကျွန်တော်တို့တင်ပြတာလေးတွေဆွေးနွေးကြတာလေးကြားသိရပါတယ်။ဒါပြီးတော့ကျွန်တော်တို့အခုလက်ရှိကဘာပေါ်မှာဖြစ်ပြနေတဲ့အကြောင်းအရာတွေဟာနော်တခင်တော်ကတင်ဆက်ခဲ့တဲ့အတိုင်းပါပဲ။ Clash of Civilization လူတွေရဲ့ရှင်ချမှုတွေတိုးတိုက်ပြီးရဲ့ဟာတွေဟာလူသားတွေအတွက်သွေးမြင်ကြတဲ့အရာတွေမဖြစ်တင်ပါဘူး။နောက်တစ်ခုကလည်းလူသားတွေအားမှာဝိဝါဒကွဲပြီးတော့မှဘာသာရေးအရသူမှန်တယ် ခံမာတယ်သူကတော့ကြီးကျယ်မြင့်မြတ်တယ်ဘသူကတော့နင်းကြတယ်ဘသူကတော့မကောင်းဆက်ပြန်ဝေဖန်ကန့်ကွက်နေကြမရှိပါဘူးဒါပေမဲ့သက်ဆိုင်ရာနိုင်ငံတွေရဲ့ပင်ကိုမူရင်းဒလိထုံနှံအစင်လာတွေကိုတော့လေးစားလိုက်နိုင်ရမှာသက်ဆိုင်ရာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံလူနိုင်ငံသားများရဲ့တာဝန်တွေဖြစ်ပါတယ်ဥပမာ ကျွန်တော်ဂျကာတာမှာနေခဲ့တယ်ဂျကာတာမှာရှိတဲ့အင်ဒိုနီးရှားနိုင်ငံသူနိုင်ငံသားတွေရဲ့ဘာသာတရားတလေးထုံနှံဆင်လာလို့ကျွန်တော်ဒေသလိုက်လာပါတယ်လာလို့ပဲတခြားသောဆင်လာကောင်းတွေကိုလည်းကျွန်တော်တို့အပြန်အလှန်လေးစားကြပါတယ်ပြောချင်တာကတော့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတွေကမ္ဘာပေါ်မှာဖြစ်ပျက်ခဲ့တဲ့လက်ရှိအခြေအနေများအရာ clash of civilization လို့ခေါ်တဲ့ယဉ်ကျေးမှုတိုးတက်မှုဖြစ်စဉ်လေးတွေဟာပိုပြီးတော့မှဖြေပြင်လာတာလေးရှိပါတယ် ခုတနေ့ကကျွန်တော်တို့အေးများရမကြီးရနိုင်ငံမှာကျွန်တော်တို့ခရစ်စတန်ဘာသာဝင်တတ်ခံရတယ်။ခုတနေ့ကပဲကျွန်တော်တို့အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာကျွန်တော်တို့တောက်ကြနေပြည်တက်နေတဲ့ဆင်မှာပဲဘုံခွဲပါတယ်။နိုဝင်ဘာလကျွန်တော်တို့စက်ပြက်နေပါတယ်အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာရှိတဲ့ဆော်ဝူတခုပေါက်ပွဲပြီးတော့မိလောင်တာဒါလေးဟာဘာသာရေးယူဆရေးလူမျိုးရေးယူဆရေး၊ဝေဒနာမှုတွေနဲ့ဆက်ဆက်မှုရှိမရှိဆိုတာကျွန်တော်တို့ အထူးလေးထားမိလာကြမှာဖြစ်ပါတယ်။အဲတော့အကယ်၍ဘာသာရေးတွေနဲ့ဆက်ဆက်လာတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘောင်ပစီတွေအတွက်ကောင်းတဲ့အရေးအယံတွေတော့မဟုတ်ပါဘူး။အဲဒီအတွက်ဘာသာတော်မှာဖြစ်နေတဲ့အရာတွေအခုသူသဖြင့်တော့ကျွန်တော်တို့ဗြိတိန်နိုင်ငံရဲ့ဖြစ်စဉ်ဖြစ်ရတဲ့ဟာအခြားသောနိုင်ငံတွေကနေပြီးတော့အထူးတတိပြု သင်ငန်းစာရယူပြီးတော့ပြင်ဆင်ဖို့တင်လာ။အဲတော့ဒီဒီဘာသာကိုကိုးကွယ်ပြီးဖြစ်စေအခြားဘာသာတွေကိုလည်းလေ့လာမယ်။အခုကျွန်တော်တို့ကငင်းငန်းစွာရှင်းပြနေထိုင်ကြမှာဖြစ်ပါတယ်။အဲတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားအားလုံးဟာဘယ်ဘာသာပဲကိုးကွယ်ပြီးဖြစ်စေလူနဲ့လူအပြန်အလှန်လေ့လာသမှုခြေခင်ရင်းနှီးမှုမေတ္တာထားရှိမှုတွေနဲ့အတူနေထိုင်ခြင်းနဲ့ကမ္ဘာ့တွင်ဖြစ်စဉ်ဖြစ်ရပ်များအပေါ်မှာလည်းမြန်မာနိုင်ငံမှာရွေးကောက်ပွဲဝင်ကြမဲ့ လူပုဂ္ဂိုလ်ရေးကိုယ်စားလောင်းနေမှလောင်းနေနိုင်ငံရေးပါတီများအနေဖြင့်လည်းကမ္ဘာတစ်ဖက်မှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုအထူးလေးထားထည့်သွင်းစဉ်းစားသင့်တယ်လို့ကျွန်တော်လည်းထင်မြင်ဆောက်ပါတယ်အချို့အရာတွေဟာတော့ကျွန်တော်တို့ပေါ်ပေါ်ထန်ထန်မတွက်ဖဲနဲ့အလေးနဲ့ထားပြီးစဉ်းစားသင့်ကြောင်းတစ်ဆက်လို့ပါတယ်ဓမ္မပီမှာနေရမြည်ဒီလူပုဂ္ဂိုလ်မဆိုမြည်ဒီတိုင်းသားမဆိုမြည်ဒီ ဘာသာကုက္ကဋ်ဖြစ်စေမြန်မာနိုင်ငံလူနိုင်ငံသားတွေဖြစ်တယ်ဆိုရက်ခံချက်မျိုးနဲ့ကျွန်တော်တို့တွေ့နေတူချစ်ချင်းရင်းနှီးသွားနေထိုင်တဲ့လို့ထင်မြင်စားပါတယ်။နောက်တစ်ခါတော့ဒီမေးခွန်းလေးနဲ့တစ်ဆက်ထဲမှာပဲကျွန်တော်ဆက်ပြီးတော့ထင်ကြချင်တာတော့ကမ္ဘာပေါ်မှာရှိတဲ့အခြေအနေအရေးကြီးဟာဒီခေတ်ကနေမတူကြောင်းလဲလာပါပြီ။ကျွန်တော်တစ်ဆက်ထဲထင်ကြချင်တာတော့ human right democracy ဆိုတာလေတစ်ဖြည်းဖြည်းကျော်ပါလာပါတယ်။ဘာရေရရှေ့တန်းကိုရောက်လာလဲဆိုတော့ ျွန်တော်တို့ဘာပြာမြောက်တထုတွေရရှိဖို့ကိစ္စရက်တွေပြည်ရင်းလုံလုံရေးကိစ္စရက်တွေပြည်ရင်းတည်ငြိမ်အေးချမ်းရေးကိစ္စရက်တွေစေဝါရေးဖွံ့ဖြိုးတိုးတက်မှုကိစ္စရက်တွေမွေးစေဝါတိုက်ဖျက်မှုကိစ္စရက်တွေကျွန်တော်ခုနပြောတဲ့ non traditional security threat တွေဟာအမှန်တရားရေးကြီးလာပြီဖြစ်ပါတယ်။အဲမှာတမိုင်းမှာဗာလီကျွန်တော်သင်္ကန်းကယူတဲ့လဲဆိုတော့ကျွန်တော်ရခင်တော့ဆိုဗီယက်ပြည်တော်စု USSR ပြိုကွဲသွားတာက စည်ရေးရတိုက်ကိုမဟုတ်ပါဘူး။ကိုဘာထွက်တက်လာတယ်။ကိုဘာထွက်တက်လာပြီးရဲ့အချိန်မှာအမေရိကန်မှာအဲ့ဒီတော့သမရာ Ronald Reagan ပေါ့။ကိုဘာထွက်ကိုငြိမ်းချမ်းရေးစုပြလိုက်တယ်။ပြီးလို့ရှိရင်ကိုဘာထွက်ကသူ့နိုင်ငံအတွက်မှလုပ်ဖို့အတွက်ရုရှားလိုတော့ Paraspider တို့ Glasnost တို့ရှိပါတယ်။ Paraspider ကတော့ပြုပြင်ကြောင်းလိုက်တဲ့ Glasnost ဆိုတာတော့ပွင့်လင်းရေးပေါ့။အဲ့လိုတွေလုပ်တဲ့အချိန်မှာနောက်ပိုင်းမှာအဲ့လို ် idea ကြီးပြောင်းသွားတဲ့အချိန်မှာမနိုင်မနေဖြစ်ပြီးတော့ဟိုဆိုရက်ပြောင်းဆိုပြီး15ဘိုင်းကျော်လာပြီးတော့ Russia Federation ဆိုတော့ပေါ်ပေါ်လာဖြစ်ပါဘာလို့ပြောချင်တာလဲဆိုတော့ကျွန်တော်တို့စီရေးစရာအရာတိုက်ခဲ့တာမဟုတ်ခင်ねခုနပြောတဲ့အတိုင်းစီဝိုင်းရေးအရာ ideology အရာတိုက်သွားတာဖြစ်ပါတယ်အဲ့တော့အခုလက်ရှိကွာရေးရတွေမှာလဲစီရေးစရာအပြင်ကျွန်တော်တို့ခုနပြောတဲ့ non traditional security threat လို့ခေါ်တဲ့ လုပ်ငန်းချက်တွေအားလုံးနိုင်ငံရေးဘာသာရေးလူမျိုးရေးစီးပွားရေးအပြင်မွေးစေဝါ cyber crime စတဲ့လုပ်ငန်းချက်တွေအားလုံးဟာအထူးအလေးထားပြီးတော့မှစဉ်းစားဆောင်ရွက်လာတဲ့ကိစ္စရပ်တွေဖြစ်နေတယ်ဆိုတာကျွန်တော်တို့သိရှိနားလည်သာဖို့လိုအပ်ပါတယ်။အဲ့ဒီအခြေအနေရေးပေါ်မူတည်ပြီးတော့မှဖြည့်တဲ့မူဝါဒတွေဘယ်လိုချမှတ်မလဲဒီပါကျွန်တော်ဆက်ဆိုင်မူဝါဒတွေဘယ်လိုချမှတ်ရမလဲဆိုတာတွေကိုကြံစဆောင်ရွက် 发下铁路就要，真是好嘞。